ဟုတ်ကဲ့ခင်ဗျဒီနေ့ကျွန်တော်ကဒီမကြီးပင်ပေါ့နော်ဒီမကြီးပင်ကို ပုံစံထိန် pruning လုပ်တဲ့ဟာကိုပြပေးသွားမှာဖြစ်ပါတယ်ဒီပင်ကမကြီးပင်ဘွန်ဆိုင်လုတ်တဲ့အမျိုးအစားထဲမှာ သူကအဲလေရာရင်ခေါ်တဲ့ဂိုင်းစီးထားတဲ့အပင်ဖြစ်ပါတယ်။ဂိုင်းစီးပြီးတော့မှကျွန်တော်တို့ဒီအပင်ကိုတစ်နှစ်အပင်ပေါ်မှာပဲဂိုင်းစီးခဲ့ပါတယ်။နောက်ပြီးတော့မှဖြတ်ချပြီးတော့မှသူ့ကိုကျွန်တော်တို့အိုးထဲမှာ6လလောက်ထားခဲ့ပြီးတော့မှစပြီးတော့မှပြုပြင်ခဲ့ပါတယ်။အခုဒီအပင်ကကျွန်တော်ပြုပြင်ထားတာနှစ်နှစ်ခွဲ၃နှစ်ရောက်နေပါပြီ။အဲဒီနေ့ကိုဒီအပင်ကိုကျွန်တော်ဟောပေါ့ပုံစံထိန်းဂိုင်းဖြတ်တဲ့ဟာကိုပြပေးတော့မှဖြစ်ပါတယ်။ ဒီနေ့ကဒီပင်ကပုံစံထိန်းလို့ပဲပြပြမှာဖြစ်ပါတယ်ကျွန်တော်ဝါယာတော့အမှန်ပတ်ရမှာပါဒါပေမဲ့ဝါယာဒီနေ့မပတ်ပြတော့ပါဘူးဟုတ်ပြီအပင်တစ်ပင်ကိုစာရီပုံစံထိန်းမယ်ဆိုရင်ဒီပင်ရဲ့ style ပေါ့ဗျာဒီပင်ရဲ့ style ကိုကျွန်တော်တို့အရင်ကြည့်ရဒီပင်ကကျွန်တော်တို့ slanting style လုပ်ထားတာပါအပင်ဆောင် style အဲအပင်ဆောင် style လုပ်ထားတာပါဘယ်အပင်ကိုနေနေစာပြီးပုံစံထိန်းမယ်ဆိုအောက်ဆုံးခိုင်းကနေစပြီးတော့မှညက်ပြီးတော့ပုံစံထိန်းရပါမယ်အဲ့ဒါပြီးမှတဖြည်းဖြည်းတတိကံပုံစံကိုအပေါ်ပိုင်းကိုသွားပါမယ်

ီမကြီးပင်ကိုလှုပ်ရင်အဲပထမဆုံးအောက်ခိုင်းတွေကိုညက်ရင် အရွက်ကို3ရွက်4ရွက်ချံပြီးညက်ပါမယ်အလဲခိုင်းတွေကိုညက်ရင်3ရွက်2ရွက်ချံပြီးညက်ပါမယ်အပေါ်ခိုင်းတွေကိုညက်ရင်1ရွက်သားမို့ရင်2ရွက်ချံပြီးတော့မှပုံစံထိမ့်ပါမှာနောက်ပြီးတော့မှဂိုင်းမှဆိုင်ဂိုင်းထွက်တဲ့ဂိုင်းတွေကိုဖြတ်မယ် အပင်ဂိုင်းတွေတဲ့ကိုအတွင်းပြန်ထွက်နေတဲ့ဂိုင်းတွေကိုညပါမှာ ဒီ gain ကအောက်ကိုအောက်ကိုထွက်နေတဲ့ gain ဖြစ်ပါတယ်အောက်ကိုထွက်နေတဲ့ gain အမှန်ထားရမယ့် gain မှာဒါပေမဲ့ဒီ gain ကရှုံးသွားပြီတေသွားပြီတေတော့တဲ့ကျတော့ဒီအောက် gain ကိုကျွန်တော်ဖယ်လိုက်ပြီဒီကောက်ကိုကျွန်တော်တို့ wire နဲ့ပြန်ဆွဲချမှာပါဒါကြောင့်မလို့ဒီ gain ကိုဖျက်လိုက်တာပါ ောက်ကနေတဖြည်းဖြည်းအပေါ်တက်ပြီးတော့မှညံ့ယူတော့ပါတယ် ညာရင်နဲ့ရှုံးတဲ့ခိုင်းနဲ့တွေ့ရင်တခါတည်းပယ်ပါမယ်ပယ်တဲ့အချိန်မှာဒါမျိုးလက်သေးလက်မျိုး နိုင်တဲ့ကတာနဲ့ပယ်ပါမယ်ဒါကကွန်ကိတ်ကတာလို့ခေါ်ပါတယ်အော်နည်းနည်းရှိနေ ီကန်ကတော့ဝါယာပတ်ပြီးနည်းနည်းပြန်တင်ရမှာပါသူ့ဖြတ်လိုက်လို့သူ့ဖြတ်လိုက်ရင်ဒီဘက်ကဟာသွားမှာမို့လို့ရည် အဲဒီဟာအခုကျွန်တော်ညပြတာဘွန်ဆိုင်ရှင်တန်ကြီးသွားနေတုန်းမှာတစ်ချိန်လုံးဒါမျိုးညပ်ပေးနေရပါတယ်ဒါမှပုံစံပြက်ပြီးတော့မှမလိုအပ်တဲ့ခိုင်းတွေကြီးသွားပြီးတော့အပင်တည်သွားတတ်ပါတယ်တည်ရဲဆိုအပင် တပင်လုံးမတည်ဘူးခိုင်းတွေရှုံသွားတယ်ဥပမာကျွန်တော်တို့ကအောက်ခိုင်းကိုဦးစားပေးမွေးရတာဘွန်ဆိုင်မှာကအဲအပင်ပေါ့အပင် ကြီးသွားမှုမှာအပင်တွေမှာအပေါ်အပူကြီးတယ်ကွာ အပေါ်ကပူကြီးတဲ့အတွက်ကျွန်တော်တို့ကဘွန်ဆိုင်လုံးကျွန်တော်အောက်ကပူကြီးရတယ်အဲ့လိုဖြစ်တဲ့အတွက် အောက်ခိုင်းတွေကိုမသေးအောင်လို့ဒီအပေါ်ခိုင်းတွေကိုတားဖိပြီးထိမ့်ပေးရတာပါအကယ်၍အကောအပေါ်ပိုင်းတွေကိုရက်ချေပြတ်သွားမိရင်သူ့ဟာဒီအပင်ကအားတွေကိုစားသုံးသွားတဲ့အတွက်အောက်ခိုင်းကတည်သွားတတ်ပါတယ်အဲ့လိုမျိုးပဲအပေါ်ခိုင်းတွေကအောက်ခိုင်းအပေါ်မှာအရိပ်လာမိုးရင်အောက်ခိုင်းကလောင်းရင်းပြီးတည်သွားတတ်ပါတယ်ဒါကြောင့်မို့ဒီမျိုးဟောပေါ့နော်ဘောသားကြီးကြီးသွားနေတော့တစ်ချိန်လုံးမှာ ထိမ့်သိမ့်တာဒီလိုမျိုးပုံစံပဲထိမ့်သိမ့်ရပါတယ်ဟုတ်ကဲ့ပုံစံထိန်းဖြတ်တဲ့ဟာတော့ဒီလောက်ဆိုရင်ရပါပြီအဲနောက်တစ်ဆင့်နေတဲ့ဟာသူ့ကိုဝါယာပတ်ပြီးတော့မှဂိုင်းတွေကိုလိုချင်တဲ့နေရာချမယ်ဂိုင်းရဲ့အသွာအလာလေးတွေကိုပြန်ကွေးပေးရပါမယ် ဒါပေမဲ့ဒီနေ့တော့ဝါယာပတ်တာကိုမပြပေးတော့ပါဘူးအားလုံးအခုစီစဉ်ပြီးတဲ့အထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်က Subscribe လုပ်ပါဖို့မမေ့ရဲ့နော်